င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းတောင်ပိုင်းပြည်နယ်ဆဲကူမှာရေကြီးနေတိုင်းနိုင်ငံတောင်ပိုင်းဒေသရှိပြည်နယ်တွေမှာမိုးသည်တစွာရသောမုန်တိုင်းရေကြီးရေရှမ်းဖြစ်ပွားနေပြီးမြို့ချုံမှာရင်းနှီးမြှုပ်နှံကြသည်ရတဲ့တဘာဝဘဲနယ်ကာကွယ်နဲ့လျှော့ပိုင်းဌာနပြောဆိုချက်တွေရရင်းနှီးမှာတောင်ပိုင်းပြည်နယ်ဆဲကူမှာရေကြီးရေရှမ်းမှုတွေဆက်လက်ဖြစ်ပွားနေပြီးအများစုမှာရင်းမြတ်နှံဖြင့်ဆက်လက်မြင့်တက်နေကြသည်ရတဲ့ဆုံကလာနဲ့ ဟန်ရိုင်မျိုးတို့မှာနေရင်မြောက်များရေတမ်းမုတ်ခံနေရပြီးရေကြီးနေရအနီအောင်ဆုံးဖြစ်ထိုင်းစွာကကြင်ညာတာကနာမွန်ရတာဖုံမျိုးတို့ကိုထိခိုက်ကြဆုံးဒေသတွေမှာပါဝင်နေတယ်။ဆောင်ကလာပြည်နယ်နေတဝီခရိုင်ကအိမ်အောင်စုသတောင်းခွဲစုံမှာရေလွှမ်းမှုမှုတန်ကိုပြင်းထန်စွာကန်စားခဲ့ရပြီးလမ်းနေအားလုံးမှာလည်းရေလွှမ်းမှုသွားခဲ့တယ်။ရေပေးတဲ့သူတွေကပေးကင်အားကိုရွှေ့ပြောင်းထားပြီးထိုင်းစွာကနေထိုင်ရေးကျန်းမာရေးစားအစားနဲ့တခြားသောလိုအပ်တဲ့ကူညီတွေကိုပြေဝထောက်ပံ့ပေးထားကြောင်းသိရပါတယ်။ ထိုင်းတောင်ပိုင်းရှိပြည်နယ်မှာဧကပေါင်းသသိန်းကျော်ရေလမ်းမှုခံနေရပြီးမိုးရသွန်းမှုမှာလာမယ့်အင်္ဂါနေ့တိရှိနိုင်ကြောင်းထိုင်းမိုးလေဝသခန့်မှန်းနေမိုးရသွန်းမှုဆက်လက်ရှိနေနိုင်တဲ့အတွက်တောင်ပိုင်းပြည်နယ်များအပြင်မြောက်ပိုင်းကမြို့နယ်တွေနဲ့အလဲပိုင်းလွင်ပြင်ဒေသတို့မှာလည်းရေကြီးရေရှမ်းမှုဖြစ်ပွားနိုင်ကြောင်းထိုင်းအာဏာပိုင်တွေကအသိပေးထားကြတယ်။ရေကြီးဒေသတွေမှာပြည်သူတွေအားကဲတင်နိုင်ရဲ့အသက်ဆိုင်ရာအာဏာပိုင်တွေမှာမြင်းမြန်ဆန်ဆန်ကြိုးပမ်းဆောင်ရွက်ကအသက်ကဲတင်ကြရဲ့ထိုင်းဝန်ကြီးချုပ်ကညွှန်ကြားထားပြီးလိုအပ်တဲ့အရင်းများအလုံးကိုအသုံးပြုခွင့်ပေးထားကြောင်းသိရပါတယ်။ ထိုင်းပင်လယ်ကွင်းမှာမိုးတုံနေရာအကောင်းနေရာကြောင့်ဆုံခရာပောင်းဝင်တောင်ပိုင်းမှာမိုးသီးထန်စွာရသွန်းနေခြင်းဖြစ်ပါတယ်။ဇလဘီဝမ်းနွေးမြို့နယ်မှာကျန်းဖို့ပါတီရဲ့ကြေဥက္ကဋ္ဌညွန်ဦးဒါနဲ့ထုတ်ခံရပြီးတိုင်ဆောင်ဘူလောမှာလည်းမြို့နယ်ကျန်းဖို့ပါတီဥက္ကဋ္ဌနေအိနဲ့အောက်ချုပ်ရေးမှုရုံးမိရှုခံရ မန္တလေးတိုင်းဝိုင်းနှင်းမြို့နယ်မှာစံဖို့ပါတီမဲဆက်စည်းရုံးရေးအတွက်ချက်ပြုတ်ပြင်ဆင်ဇေယျထွက်ဝဲတဲ့ပါတီရဲ့ကြေဥက္ကဋ္ဌညွန့်ဦးဒါနဲ့ထိုးခန့်ပြီးတည်ဆောင်သွားကြတဲ့ဒေသတွင်စင်မြင့်တွေကပြောတယ်။နိုဝင်ဘာ22ရက်နေ့မနက်9:00နာရီခန့်မှာဝိုင်းနှင်းမြို့နယ်သနခါတော်ကျောက်အုပ်စုတွင်စံဖို့ပါတီမဲဆက်စည်းရုံးရေးအတွက်ချက်ပြုတ်ပြင်ဆင်ဇေယျဝဲထွက်တဲ့ပါတီရဲ့ကြေဥက္ကဋ္ဌညွန့်ကိုအမည်မသိလူတစုကကျွတ်ကန်ရွာကံပေါင်းမှာဝင်ရောက်တိုက်ခိုက်အတားဖြင့်တန်ရိုင်နဲ့ပွဲချင်းပြီးတည်ဆောင်ခဲ့ကြတဲ့ရတယ်။တည်ဆောင်သွားတဲ့စံဖို့ပါတီရဲ့ကြေဥက္ကဋ္ဌညွန့်ကသနခါတော်ကျောက်အုပ်စုတွင်စစ်မှုထမ်းကျေးဥစုကလာစဉ်တိုင်တဲ့ င်ငွေကြက်တောင်းချီကောက်ခံပြီး၎င်းနေဆက်ဆိုင်အဆင်မပြေပြည်သူရဲစင်းကိုစစ်တပ်ထံ OKDY ပို့ဆောင်ကပေါ်တာဆွဲဖမ်းဆီးဝင်ညစ်နေကြောင်းသိရပါတယ်။မဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြစ်တီဖွဲ့ကလုံဆောင်တော်မသိရှိရသေးပဲညုံစင်းနဲ့လိုက်ဆိုင်ကနေလက်ကင်ဖုန်းတွေကိုတိုက်ခိုက်တဲ့သူတွေကတင်စီသွားကြောင်းသိရတယ်။ထို့ပြင်တနင်္သာရီတိုင်းပူလို့မြို့မှာလည်းကျန်းဖို့ပါတီမြို့နယ်ဥက္ကဋ္ဌနေနဲ့အောက်ချော်ရဲမှုမိရှုပ်ဖြစ်စီခံကြောင်းဒေသတွေတော်လိုင်းသတင်းမြစ်တီကပြောပါတယ်။ နွေမာလာ20ရက်နေ့ည10နာရီခန့်မှာပူလောမြို့အမှတ်3ရပ်ကွက်ကဏ္ဍလမ်းရှိချက်ဖွပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေနဲ့အမှတ်3ရပ်ကွက်အုပ်ချုပ်မှုရုံးကိုတော်လိုင်းဖွဲ့တွေတခုကဝင်ရောက်မိရှုပ်ဖြင်းနေခဲ့ခြင်းဖြစ်ပါတယ်။ဘယ်ဖွဲ့ကဝင်လို့တဲ့ဆိုတာကတော့မသိရဘူး။ချက်ဖွပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေနဲ့အမှတ်3ရပ်ကွက်အုပ်ချုပ်မှုရုံးကတော့ပြာကျသွားဟုတ်ပါတယ်။ပြည်စင်ပြည်စုံကတော့ထုတ်ပြန်နေမယ်။အစပိုင်းဝင်ရောက်ရှင်နေမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြစ်တီတော်လိုင်းဖွဲ့စည်းကလှုံ့ဆော်သွားတာကိုထုတ်ပြန်ခြင်းမရှိပါဘူး။ဆလဗီလမ်းပြောင်းနေတဲ့စင်ကောင်စီတပွင့်ငါးကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘန်ဒရာဘန်ခိုင် နာချောင်းစရီမျိုးနယ်မှာလမ်းပြခါတောင်းလာနေစစ်ကောင်စီတပ်ဖွဲ့၅ကိုဘင်္ဂလားဒေ့နယ်ခြားဆောင်တဲ့ PGB ကယမနေ့နိုဝင်ဘာလ20ရက်နေ့မှာဖမ်းဆီးခဲ့တဲ့မြန်မာနယ်ခြားဆောင်တပ်ဖွဲ့ဝင်၄ဦးနဲ့မြန်မာစစ်တပ်ဖွဲ့ဝင်တန်းစုစုပေါင်း၅ဦးဖြစ်ပြီး၎င်းတို့မှာအရာဝတီကသူ့ရဲမှုစုသူရအောင်ဆန်းထူကျော်စရာလင်းမမေဦးနဲ့ရှမ်းပြည်နယ်မိုးမောင်မြို့ကကိုကိုစိန်တို့ဖြစ်တဲ့ဒေသခံတွေအတိုင်ကြားချက်အရနေဆက်အမှတ်42နှစ်နီးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးလောတဲ့ စစ်ဆေးမှုတွေနဲ့ရေးရဆန်သွားမယ်လို့ဘင်္ဂလားဒေ့ရဲ့ဂျာဆောင်တက်ကဆိုရဲ၎င်းတို့ကမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပလီဘက်ခနဲ့တင်းကျပ်ခိုင်းစစ်ခံမှုကြောင့်စက်ခမ်းမှန်ထွက်ပြေးလာသူတွေဖြစ်ပြီးဘင်္ဂလားဒေ့ရှ်မှာပေါင်းနေကြခြင်းဆိုတဲ့သတင်းကဆိုရဲထွက်ပြေးစစ်ကောင်စီတပ်သား9ဦးမှာနေဆက်မှတ်တိုင်42နဲ့1ကီလိုမီတာကျော်ကွာရှိဒေသခံတွေကခြေကပ်ခဲ့ပြီးခုံလွန်စီစဉ်ခဲ့ကြပါတယ်တို့တော်လည်းဒေသခံတွေအတိုင်းကြကြရဘင်္ဂလားဒေ့ရှ်စစ်တပ်ကလမ်းအောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းကော့ပ်စာ34 BGB ရဲ့တမှုဖြစ်သူဒုတိယပုံမှုကြီး SM ခါရီယလန်ကာတီပြူတဲ့ဘင်္ဂလားဒေ့ရခိုင်နယ်စပ်တခြားကိုအာရခတ်တတော်ရေးကတိမ့်ပိုက်ထားပြီးစစ်ကောင်စီတပ်တွေကတိုက်ထုတ်စဉ်ကစစ်ကောင်စီတပ်သားများပြားမှဘင်္ဂလားဒေ့နိုင်ငံဘက်ကိုထွက်ပြေးသွားပါတယ်။ဆလဘီစက်တရွေကောက်ပွဲကဆေးရုံချုပ်မှုပုံစံဆက်သွင်းပြီးလူလူကြက်တဲ့ပိုဖျံလောက်က ကျန်ရနိုင်တယ်လို့ကင်းနီကဲဆင်စီကောင်စီကသတိပေးအနာသိဆက်ကောင်စီဂျိုဘန်နဲ့ရွေးကောက်ပွဲပြမြောက်သွားပါကပြည်သူလူထုပေါ်ရဆွေးမှုချိုးပေါက်တာတွေပုံမလုံးဆောင်မှဖြစ်တယ်လို့လူငယ်တွေကိုစစ်တာဆူဆောင်မှုပုံလုံးတာပေါင်းပြည်သူလူထုအချက်အတဲပို့ပြန်လုံးဆောင်လာနိုင်တယ်လို့ကင်းနီပြကြကလောက်ချွေကောင်စီကောင် ကဲဆီစီကောင်းစီဝင်မူမာရီကအတိပေးတယ်။ကဲဆီစီကေမျိုးသားစီယုံခဲနူနဲ့လူပောင်တိဒီမိုကရက်တစ်ပါတီတာဝန်ရှိသူတွေပါဝင်စနစ်ကတွေ့ရရွေးကောက်ပွဲပေါ်ပြည်သူလူထုရဲ့တုံ့ပြန်ဆောင်ရွက်မှုအခြေအနေတန်လွင်ကမိတ်စကားဝိုင်းမှာမူမာရီကအခုလိုပြောကြားခဲ့တာပါ။ အကန်းရွေးကောက်ပွဲဖြစ်သွားရင်ပြင်းပြောက်သွားပြီးရင်တော့တင်းချာတခုကြာကျွန်တော်ကရာဇွေချိုးဖောက်မှုတွေပြည်သူလူထုပေါ်ချိုးဖောက်မှုတွေပို့ပြောပြင်းပြောက်တင်းနေလောက်လာလိမ့်မယ်။နောက်တစ်ခုကကြာအထူးသဖြင့်ဂျမားလူငယ်တွေကိုစစ်ပွဲအိမ်မှာပို့ပြောအုံချသွားလိမ့်မယ်လို့မြင်ပါတယ်။လက်ရှိစစ်တပ်ကတံပြန်ထိုးစစ်ဆင်တဲ့စစ်စင်အိမ်မှာပေါ်တောင်ဆက်ဖန်စီထားလူငယ်တွေအများကြီးစစ်မြေပြင်မှာအုံပြူလာတွေ့ရပြီးရွေးကောက်ပွဲပြီးသွားရင်တော့ဒီထက်ပိုတဲ့ဥပဒေတွေပြဋ္ဌာန်းကလူငယ်များစွာစစ်ပွဲအတွင်းတုံးပွားမျိုးစစ်ကောင်စီကလောက်လာလိမ့်မယ်လို့မူမာရီယာကပြောပါတယ်။ စစ်တပ်ရွေးကောက်ပွဲလုံမဆင်မှုမတန်မနေရတဲ့ပို့တဲ့ဥပဒေမျိုးစုံပြဋ္ဌာန်းပြီးလူထုကြက်တဲ့ဖြစ်အောင်လုံလာနိုင်တယ်လို့သူမကတိုက်တွန်းနဲ့လက်ရှိကနေပြည်နယ်မှာစစ်တပ်ကလူထုတွေကြက်တဲ့ဖြစ်အောင်သူတို့ဂျိုဘက်နဲ့ရွေးကောက်ပွဲထားမြောက်လှူဆောင်နေပြီးရွေးကောက်ပွဲချင်းပါဒေသတွေမှာလူထုတွေပြဲလာစေဖို့အစိတ်ဆောင်စကန်တွေကိုလေးချောင်းလက်နက်ကြီးဒရုန်းတိုင်ခိုင်မှုတွေပို့လုံလာကြောင်းသိပေတယ်တော်လိုင်းထိတ်ကျုံနယ်မြေမှာလူတို့ရင်နေလို့မြောက်လုံဆောင်နေခြင်းဖြစ်ပါတယ်ရွေးကောက်ပွဲထားမြောက်ဖက်ဖက်ကဖိအားပေးထားတာကိုစစ်ကောင်စီကကင်းနီပြည်သားမကတနိုင်ငံလုံးတိုင်းတာပြုလုပ်နေရဖြစ်ပါတယ် ကဲနူတောင်ရှိသူတဲအုပ်ဖြစ်တဲ့စောစလာမူကဆွေနေရမှာစစ်တပ်အနေနဲ့မလာမရွေးကောက်ပွဲချင်းပါနိုင်မှုအထက်မတော်သားတွေအသက်ကိုရင်းမိထိုးကျွေးပြီးတော့နည်းမြေပြန်ဖို့လှုပ်ဆောင်နေရလို့ပြောကြတယ်ရွေးကောက်ပွဲလုပ်ဖို့နည်းမြေစုံမိုးနိုင်မှုလုပ်ရမှာပြည်သူလူထုနေထိုင်ရတာမကဖုံးကြီးချောင်းစာတင်ချောင်းတွေပါစစ်ကောင်စီကတိုက်ခိုက်နေရဖြစ်ကြောင်းစောစလာမူကပြောတယ်စစ်တပ်ရွေးကောက်ပွဲချင်းမှာပြီးတော့လည်းပြည်သူလူထုလိုလားတောင်းတနေတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လာမယ်လို့မထင်သလိုဒီရွေးကောက်ပွဲကတကယ်စစ်မှန်တဲ့နိုင်ငံဖြစ်ခြင်းချက်မဟုတ်ဘူးလို့စောစလာမူကပြောတယ် ဆရာနာသိမ့်မှုကိုကြည်ပါကလွတ်လပ်မှုတရားမျှတမှုဘယ်တော့မှမရှိခဲ့ကြအောင်ပြောရင် KNU ဆက်တဲ့ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားမှုတွေကိုဇက်တိုက်ပြုလုပ်နေရဖြစ်ပါတယ်။ဒီလိုပြုလုပ်ရမှာသက်ဆိုင်ရာ KNU ကိုဇလဲရီနိုင်ငံရေးပါတီနဲ့မွန်ကင်းနီအပောင်ရဲ့မဟာမိတ်တော်လင်အားစုတွေကိုဇလဲရီပါဝင်နဲ့စကိုင်းဝိုင်းစနစ်ပွဲကျင်းပရဲ့လူထုကိုအသိပညာပေးတာဖွဲ့သဘောထားတွေဖော်ပြရဆက်တဲ့ရွေးကောက်ပွဲဆန့်ကျင်လို့ဆောင်မှုလှုပ်ဆောင်နေရပဲဖြစ်ပါတယ်။ဆလဘီကန်ထုမရကိုစစ်တပ်ပုံကျပြီးသူ6ဦးတည်းလေဦးတန်းအရာ စကိုင်းနိုင်တန်းဆန်မြို့နယ်ကန်ထူမရွာကိုစစ်တပ်ကပုံကျဲခဲ့ရကြောင်းကောက်ပရင်ကအလုံသမား6ဦးတင်ဆောင်မီလေးဦးတန်ရကဲလူတန်းဆန်မြို့နယ်ပြည်သူ့လုံခြုံရေးဖွဲ့ပါလာဖတ်တော်ဝန်ခံကပြောတယ်နိုဝင်ဘာ24ရက်နေ့ညတကောင်လုံးမနက်တနားရီကနေ့တရောင်းလေတက်ကဂျက်ဖိုက်တာနဲ့တန်းဆန်မြို့ကန်ထူမရွာတိုက်နေစေဟောင်းနေရာကိုပုံကျဲရလို့စုံစမ်းသိရတယ် လေကြောင်းတိုက်ခိုက်ခံမှုမှာဆင်းရုံနဲ့ဆင်းရုံတောင်ဘက်ကကောင်းဗော်ဒီယုံကိုဘုံတွေကြားခဲ့ပြီးဆင်းရုံကအဆောင်ပြတ်စီခဲ့တာကားလုံးယုံကအလုံးသမားလေးဦးကားလာပြင်သူနှစ်ဦးစုစုပေါင်း6ဦးတေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တေဆုံးသူတွေဟာလေမကြီးအကပေါင်းစားကရှိုင်းထက်အောင်ဝက်လက်မြွနဲ့ကြီးကန်ရာကကိုစင်းမောင်ရမြွနဲ့ဇလောက်ရာကကတုံဇလောက်ရာကဦးဆန်ဦးနဲ့ပင်လယ်ဝင်းမြွနဲ့ကကားလာပြင်နဲ့ကားသမားနှစ်ဦးတေဆုံးခဲ့တာဖြစ်ပါတယ်။ဆင်းရုံကိုလာကြရလို့ထင်ရတယ်။အဲဒီဆင်းရုံကတော်လိုင်းအစကတည်းကပိတ်ထားတာ။မလဲပတ်တော်တာကြာပြီးလို့မြွနဲ့ပလာဖာတာဝန်ခံကပြောတယ်။ မေချောင်းတိုက်ခိုက်ခံမှုမှာကားပေါ်ရုံကပဲတခြားမြို့သားလေးဦးတန်ရခဲ့လို့သိရတယ်။တင်းဆောင်တန်ရကျွဲရစစ်တပ်ပုံးထိမှန်တာကြောင့်ခနာကိုစိတ်ပိုင်းတွေဆူဆူရပြက်စီခဲ့လို့လည်းသိရပါဗျ။ကန်တူမရာလူစီကကြေအဖြစ်ပြီးစတီမာလာကလေးကစစ်တပ်ရကလည်းကောင်းကိုလေချောင်းတိုက်ခိုက်ခဲ့ရကိုကိုဝင်တဲ့ပါဝင်ပြည်သူစစ်တပ်ဦးတင်းဆောင်ခဲ့ပါဗျ။နောက်ဆက်အပိကြအတွက်ထူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။